ကိုကိုကိုကောင်းမြင်တတ်ပါစေ။ကိုပေါ်ကောင်းမှုစွာမြင်တတ်အောင်အရင်ကြိုးစားကြည့်ပါ။ဒါမှလည်းတခြားသူတွေရဲ့ကောင်းကပ်ကိုမြင်အောင်ကြည့်တတ်ပါပါ။တချို့ရှိတယ်။ကိုကိုကိုကျွန်တော်ကအသုံးကျတဲ့ကောင် လူမိုက်ဘဝအနာဂတ်တွေရည်မှန်းချက်တွေမရှိတဲ့နှုံချတဲ့ဘဝထဲမှာပဲကျင့်လည်ရမယ်ကောင်ဒီဘဝမှာအသုံးကျပညာတတ်တော်ဖြစ်လာမှာမဟုတ်ဘူး။စသဖြင့် ကိုကိုကိုချိုးနေမိတတ်ကြပါတယ်။သူများအပြစ်မတင်ခင်ကိုကိုကိုအပြစ်ပေးရင်အကျဉ်းချထားတတ်ကြပါတယ်။အဲ့လိုကိုကိုကိုမြင်တဲ့အမြင်တွေနဲ့ဆိုရင်ဘယ်တော့မှအတုံးကြတဲ့လူဖြစ်လာမှာမဟုတ်ပါဘူး။ဆိုရင်ကြောက်လန့်ပြီးအသက်မရှင်ပါနဲ့။လွမြောက်ဖို့ကြိုးစားယူရမှာပေါ့။ကိုကအတုံးမကြရင်အတုံးကြအောင်ပြုထောင်ရမယ်လေ။ဒါမှ ကိုဘဝကပုံလှပလာပြီးရာသင်ရထိုက်တဲ့ဘဝမျိုးမှာ နေရမှာပါ။ကောင်းသောပြောင်းလဲခြင်းတွေကိုပြောင်းလဲရတဲ့တတ္တိမျိုးပါ။ရှင်သန်ကြည့်ပါ။ဘဝကတင်ထင်သားသလားခက်ခဲလွန်းလှတယ်လို့မထင်လိုက်ပါနဲ့။ကိုကိုကိုလည်းမြင်တဲ့အမြင်တွေကိုကြည့်ဆိုင်ပါ။နာကြီးချက်တွေမပါပါစေနဲ့။အပြစ်တင်တဲ့တွေမပါပါစေနဲ့။တံပိုးမဲမှုတွေမပါပါစေနဲ့။ကိုယ့်ရဲ့အမြင်တွေလှနေမှာ ကိုယ့်ရဲ့မျောလင်းချက်အနာဂတ်တွေလည်းလှနေမှာပါ